ကဲကဲမင်းတို့ကိုပေါ်မှာဒီစည်းရီပတ်ပြန်းတော့မင်းငင်းငင်းနေကြတော့။ Okay okay ။ဂျလုံနဲ့ပို့တူလေးစည်းရီကိုသူတို့အားလုံးကိုပေါ်ပတ်ပြန်းလိုက်ပြီးတိတ်မကြခင်မှာပဲပို့တူငပိန်နဲ့တော့ပေါ်လူကပြက်ခွေသွားခဲ့ပြီးတော့မိဝိုင်းတယောက်တည်းကြိုင်းရင်နေခဲ့တော့တာ။ညရာဒီចောင်းပြည့်ရက်မှာတော့ငပိန်တယောက် တိုင်းပညာအခြေခံလေးခြေနီကိုရွာရဲကလေးတွေအတွက်ပညာဌာနအနေနဲ့တင် जा ပေးနေကြတာပါ။ကဲကဲအကုန်လုံးတန်းစီကြမယ်။ငပိအဲ့လိုပြောလိုက်တော့ရွာရဲကလေးတွေလည်းအကုန်တန်းစီပြီးနေရာယူလိုက်ကြတယ်။ကိုငပိသားတို့ကိုလေကိုငပိသင်မီးရဲ့အတိုင်းလိုက်လို့ရင်တိုင်းပညာတက်သွားမှလားယင်။ကြောင်ဘောကွာပြီးတော့အိမ်မလေးမပြေမနဲ့အမြဲလေးကြည့်မှုအတွက်လိုအပ်တယ်နော်။ဟုတ်ကဲ့ပါကိုငပိရဲ့။အဲ့ဒါနဲ့ နောက်ထပ်ကလေးတစ်ယောက်ကဒါနဲ့ကုငပိကုငပိတင်ပြီးတဲ့တိုင်းမိညာကိုတတ်သွားခဲ့ရင်တရေတွေကိုလည်းတိုက်ခိုက်နိုင်မှာလားယ။ဒါပေါ်ငါညီရဲ့အကိုတင်ကြပေးရတဲ့အတိုင်းသာတေချလိုက်လို့တရေတွေကိုနိုင်စေရမှာ။ဟွာမိုက်တယ်မိုက်တယ်။ကဲဟုတ်ပြီ။ကုငပိစောနာလောက်ပြရတဲ့သွေးပူလေးချင်းငယ်ကိုပြန်လှုပ်ကြမယ်။ဟုတ်ကဲ့ပါကုငပိ။အိမ်နောက်တော့အကုန်လုံးကတနေ့သုံးဆိုပြီးစတင်လေးချင်းနေခဲ့တော်တယ်။ဟုတ်ပြီ။ လုံနေရမှန်းနေအဲ့ဒီအချိန်မှာဆက်လုပ်သွားမယ်နော်အဲ့ဒီအချိန်မှာပဲသူတို့နာကိုပို့တူကရောက်လာခဲ့တာပါဟာငါပိမင်းလှုပ်ရှုပ်နေရလားနည်းနည်းပါဟဒါနဲ့မင်းငါစီလာတာအကြောင်းထုလို့လားအကြောင်းကတော့နည်းနည်းထုလေဟဟေးဟုတ်လားဘာကြောင့်မလဲပို့တူကငါပိအဲ့လိုမင်းနေတော့လေးကြည့်နေတဲ့ကလေးတွေကတယောက်ကကိုငါပိသားတို့လေးကြည့်နေရပြီးသွားပြီဗျအေးကွာအဲ့ဒီအတိုင်းပဲ ောက်တစ်ကြိမ်ထပ်လုပ်ထားမယ်နော်။ဟုတ်ကဲ့ပါကိုငပိ1,2,3,4အဲ့နိုင်ငပိဟာကဲဖို့တို့မင်းစောနာပြောနေတဲ့အကြောင်းအရာလေးဆက်ပြောပါဦး။ဒါလို့ဟာငါရှင်နေကကိုချက်ချင်းယုံသွားလေတော့ကိုချက်ကြီးဆီကနေတိကျရရှိနေကွ။ဟမ်။ဘာများလဲဘူးတို့ကအဲ့ဒါငါတို့အနာကကိုစစ်ချက်ခီးသွားလို့ရပြီဆိုတာပဲ။ဟင်ဟုတ်လားအဲ့လို့ဆိုမင်းကဘယ်လိုစဉ်းစားထားလို့လဲ။ อืมဖြစ်နိုင်တော့အနာကက်ကိုအလဲသွားပြီးတို့အောင်မင်းရွာကိုရှာကြည့်ကျင်တာကွမင်းပြောတဲ့ကြံလည်းမစိုးပါဘူးမိဝိုင်းနဲ့တော့ဘောရောအောင်တို့နှစ်ယောက်ကိုတော့မပြောရသေးဘူးကမင်းစီကိုရင်ဆုံးလာခဲ့တာအေးကွာငါတော့မင်းတို့ပဲသွားသွားလိုက်ဖို့အစင်းနေမယ်ဟုတ်ပြီငပေအဲ့လိုဆိုငါတော့ဘောရောကိုသွားပြောလိုက်အောင်မယ်အတိုးအကြောင်းသိရရင်ဖုန်းဆက်လိုက်မယ်ကွာဟုတ်ပြီဟုတ်ပြီဟုတ်သူယူဆိုင်ပြန်နော်โอเคโอเค ဒလုံးနဲ့ဖိုးတူလေးငပိန်တို့အိမ်ကနေပြန်ထွက်လာခဲ့လိုက်တယ်အိမ်နောက်တော့ဖိုးတူလေးတူဘောတို့အိမ်ကိုပြန်ရောက်လာခဲ့တာပါတူဘောရေဟေးတူဘောငါအိမ်နောက်ဘက်မှာဖိုးတူကဒီလိုလာခဲ့လိုက်လေအော်အေးပါကွာဒလုံးနဲ့ဖိုးတူလေးတူဘောရှိနေနိုင်မဲ့အိမ်နောက်ဘက်ကိုဝင်သွားခဲ့တော့တယ် တော်ဘောကတော့အုံးမင်းနဘေးသားမှရှိနေတဲ့ပကတ်ထဲမှာလှဲရင်ကစင်ကြနေခဲ့တာပါတော်ဘောမင်းကတဲဟုတ်နေပါလားဟုတ်ရမယ်ဘိုးသူရဲ့တောင်းပိတ်တုံးလီမာလီအပြည့်ဝနားရမှာအမေဖြစ်ရမယ်လိလာစီယာရှိရလိလာမင်းမရှိဘူးနားဖို့ပဲတွေးနေရပေါ့လေဒါဘောဟာလာလေပကတ်ပေါ်ကိုတက်ခဲ့ပါလားတော်ပါပြီတော်ဘောရဲ့ငါပြောစရာရှိလို့လာခဲ့တာဘာမြလဲဘိုးသူရဲ့ဘာလဲမောသားစားကြမလို့လားမဟုတ်ဘူးကွာ ဒလုံနဲ့ပို့သူလဲတော့ဘောကိုအကျိုးချောင်ပြောပြလိုက်တယ်။အနာကတ်ကိုသွားပြန်မလား။ဘာလဲ။မင်းကမလိုက်ကျင်တော့လား။ဟုတ်ပါဘူးပို့သူရဲ့။ငါကပိုရောင်ကြိုက်သေး။အနာကတ်ကမုတ်တွေကိုငါရဲကြိုက်တာဟာ။မင်းတို့သွားမယ်နေတာပြန်ပြောပေးလေ။ငါစဉ်းစဉ်လှုပ်ထားလိုက်မယ်။ဟုတ်ပြီဝတ်ပုတ်ရင်အဲ့ဒီစားလဲရှော့အောင်နော်။မင်းကနာကိုရလေ။တနေ့တက်တနေ့ပို့ပို့ကြည့်လာပြီ။အောင်ပါ။ဒါတော့ကြည့်ဖို့ကောင်းနေအောင်ပြောရတယ်နော်။ နောက်နေ့ရောက်တော့ဖိုးတူတို့အဖွဲ့သားတွေကမော်စီယာချက်ကြီးအိမ်မှာလူဆုံနေကြတယ်။မော်စီယာချက်ကြီးကကဲခလေးရီမင်းတို့သွားဖို့အတွက်စင်ဆုံးပြပြီးသွားမလား။ဆုံးပြပြီးသွားပါပြီကိုချက်ကြီး။အကောင်လုံးကဂန်နူပြေးလိုက်ကြတယ်။အင်းလေးတန်းနားထောင်လာတော့အကောင်လုံးတက်ညင်လက်ညင်ပါလား။ဒါလို့ဆိုလဲဟုတ်ပြီလေ။မင်းတို့ဟိုရောက်ရင်လေအစအစရာသိထားကြပေါ့ဟုတ်ပလား။ဟုတ်ကဲ့ပါကိုချက်ကြီး။ကဲရော့ ီပလီနဲ့ထဲတာရဲ့စေးရည်ကိုယူသွားလိုက်ကြဒီကိုပြန်လာကြည့်ရင်ဒီစေးရည်ကိုမင်းတို့ကိုယ်ပေါ်မှာပတ်ပြန်လိုက်ဟုတ်ပလားဟုတ်ကဲ့ပါကိုချက်ကြီးကဲကဲအကောင်လုံးသွားဖို့အတွက်အစင်းနေမယ်လားအစင်းနေမှာပဲကိုချက်ကြီးအင်းတော်တော်အမော်စရာချက်ကြီးဟာဖို့ထုတို့အားလုံးကိုစေးရည်နဲ့ပတ်ပြန်လိုက်တော်ရင်ဒီလိုနဲ့ပို့ထုတော်လေးအနာဂတ်ကအောင်မရောင်ဝင်ကိုရောက်လာခဲ့တော့တာ တော့ဘောကဝါအောင်မရမှာကြိုးဆိုပါ၏တဲ့ဒါတို့ရအောင်ဟုတ်ရလားအိမ်တွေကလည်းအကုန်အုပ်တွေနဲ့ကြီးပဲမိုက်လိုက်တာမိုက်တော့မိုက်ပါတယ်ဒါပေမဲ့ခုနေတဲ့တို့ရလောက်နေကောင်းနေတယ်မရသလိုပဲအပင်နဲ့မရှိတော့လို့နေမှာပါကြည့်လေအရှင်တော်ကလို့အပင်နဲ့မမြင်ရတော့ဟုတ်ပါနော်ကဲကဲတရားတော်ကပြောရင်းနဲ့ဒီမှာပဲနေတော့မှာလားရွာထဲကိုမဝင်ကြတော့ဘူးလားဝင်မှာပေါ့ငပင်က အိမ်နောက်တော့ပို့သူတို့လည်းရွာလေးကိုဝင်လာခဲ့လိုက်ကြသည်တလုံးနဲ့ပို့သူတို့လည်းအနာကက်ကရွာလေးကိုရောက်လာခဲ့တာပါဟေးခုရှိမှလာနေတဲ့ကာကြီးကမိုက်တာငါပြည့်တို့ရမှာတကားမှမမြင်ဘူးဝါဟုတ်သားပဲဒီကားကတော့ရေးလေမိုက်တယ်ကွာပို့သူတို့လေးယောက်သားပါဇက်အောင်သားနဲ့အနာကက်ကကားတစ်စီးကိုလမ်းလျာနေရက်ကြည့်နေခဲ့ကြတာပါအဲ့ဒီချိန်မှာပဲ ။ကားကသူတို့ရှိမှရုတ်တရက်ရက်သွားလို့ကောင်းအောင်တီးတဲ့ကိုကြားလိုက်ရတယ်။ကားလေးကနေအမျိုးသားတစ်ယောက်ကကောင်းထွက်လာခဲ့ပြီးတော့ဟဲ့ကလေးတွေဟိုဒီနေရာမကြောက်ဘူးလားရှင်းရပါစမ်းအဲ့လိုပြောလိုက်တော့ပို့သူတို့လည်းသတိပြန်ဝင်လာခဲ့တယ်။ပို့သူကဟုတ်တာပဲ။ဟိုတို့တွေလမ်းလေမှာရှိနေရပြီ။ဘေးကိုဖယ်ချဟိဒလုံးနဲ့သူတို့အဖွဲ့လေးလမ်းဘေးကိုရွှေ့လိုက်ကြပြီးတော့ကားသွားတာကိုအဆုံးထိလိုက်ကြည့်နေခဲ့ကြတယ်။မိဝိုင်းက ို့တို့နင်လေအဲ့ဒီကားဘွားလူကိုအရှင်ကတို့ရမှာမြင်ဘူးလားအင်းနင်ပြောမှာတတိတာမီလေအဲ့ဒီကိုကြီးကိုမမြင်ဘူးလို့ပဲမင်းတို့နှစ်ယောက်ကလည်းရှေ့ရှေ့ဝေးဝေးတွေးနေပြန်ပြီဒါကနာခဲ့ရွာလေဟာအရှင်လူတွေလည်းရုပ်ပြောင်းကုန်တော့နေမှာပေါ့ဟာဟာဒါဆိုဒီကားကိုစီးသွားရည်သူကငါမဖြစ်နိုင်ဘူးလားတို့ဘောပြောကြောင်းတို့ယောက်သားကဟာတိုက်ပြီးရေကုန်ကြတယ် ီလိုက်ရတာတော့ဘောရဲ့အဲ့လူကနင်းဟုတ်လားအိမ်မက်မက်နေရလားနိုးထားလိုက်တော့ဟာဒီမီဝိုင်းတော့ငါလဲအနာကက်မှာပဆန့်ချမ်းသာနေလူတရားဖြစ်နေနိုင်တာပဲလေမဟုတ်ဘူးလားဖိုးတူတို့ရဲ့မင်းပြောတယ်လို့လဲဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ခုလူတော့မဖြစ်နိုင်ဘူးအဲ့လူကမင်းသားဆိုတို့ဘွေအမည်မှတ်မိနေမှာပဲလေအဲ့တော့ဟုတ်တယ်တို့ဘွေမီဝိုင်းပြောတယ်လို့ပဲမင်းအိမ်မက်ကနိုးထားလိုက်တော့ကဲကဲအချိန်ရှိတော့လေး ကိုချက်ကြီးအိမ်ကိုအရင်ဆုံးသွားလိုက်ရှာကြတာပေါ့ဟုတ်ပြီလေသွားကြမယ်တဲ့ကြောင်ရှောက်လာခဲ့ပြီးနောက်တော့ဖိုးတူတို့လည်းအနာကက်လန်တနီယာကိုရောက်လာခဲ့ကြသည်မိဝိုင်းကဖိုးတူပုံမှန်ဆိုကိုချက်ကြီးအိမ်ကဒီနားလေးနေမဟုတ်လားဟုတ်တယ်မိဝိုင်းအိမ်ပုံစံကတော်တော်များများပြောင်းလဲသွားပြီဆိုတော့ မေ့ကြည့်မှရမှာအဲ့ဒီအချိန်မှာပဲသူတို့နာကူအတော်ကြီးတယောက်ကစကေးဘုတ်စီးရင်နဲ့ရောက်လာခဲ့တာပါငပင်ဟာဝါအဲ့ဒီတော်ကြီးကမိုက်လိုက်တာဒီရွယ်ထိစကေးစီးနိုင်နေအဲ့အနေဘူးတို့ဟာစကေးဘုတ်စီးလာတဲ့အတော်ကြီးကိုတားလိုက်တယ်ဟုတ်အတော်တော်ခဏလောက်ရပ်ပြီးပါအောင်ဗျမင်းတို့လေးတွေကဘယ်ရလဲဒီမှာတကားမှမမြင်ဘူးသလိုပဲ။ဟမ်။ဒါတော့အောင်မဲရွာပါပဲဗျ။ဟိုမင်းကြီးကလည်းရှိလို့ပါ။ ဒီနားလေးမှနေတဲ့မော်ဆရာချက်ကြီးရင်ကဘယ်ရင်လဲမော်ဆရာချက်ကြီးမော်ဆရာချက်ကြီးဟိုဟုတ်ပါတယ်ဗျမော်ဆရာချက်ကြီးပါဟမ်မော်ဆရာချက်ကြီးကဇမင်းသားလိုက်မဟုတ်ပါဘူးတော့ရဲ့တရေတွေကိုနှိမ့်နေနဲ့မော်ဆရာရေပါဩအဲ့ဒါတော့တော့မသိဘူးကွပြီးတော့ဒီဟာမှာမှော့ဆရာမရှိဘူးဟမ်ဒါဆိုတခုခုတော့လွဲနေတယ်လို့ပဲဒီဟာမှာနေတဲ့ဖိုးတူတို့အဖွဲကိုရောတိလိုက်ဖိုးတူတို့အဖွဲ အတော်ကြီးကကောင်းကုတ်လိုက်ပြီးတော့ဟိုအားတော်နာပါလေခလေးတို့ပြောတဲ့နာမည်တွေအတော်မသိဘူးကွဒါနဲ့အတော်ကဒီဟွာကရော ဟုတ်ရလားယဒါပေါ့အတော်ကဒီဟွာမှာမွေးပြီးတော့ဒီဟွာမှာပဲကြီးလာတာကွအဲ့လိုပြောပြီးတော့အတော်ကြီးလည်းစကိတ်ဘုတ်ကြီးစီးပြီးသူ့တို့နာထွက်သွားခဲ့တော့တာဖိုတိုကတခုခုတော့လွဲနေတယ်လို့ပဲနော်ကိုချက်ကြီးကိုလည်းမသိဘူးဒိုးဖွဲ့ကိုလည်းမသိဘူးဆိုတော့ဟုတ်တော့ဟုတ်နေပြီ နေတုတ်ပုံကဒါဆိုတို့တွေကစောစောစီစီစုံသွားကြတာလိုင်းဟာဒီတုတ်ဘောတော့ဖော့ဖော့လွဲပါစီဖဲပါစီဘာဒီပြောမဲ့မသိငငယ်ရင်နဲ့သိစရာလားဟဲ့တို့တွေကကျမ်းမာရေးလိုက်စားပြီးတော့အများအကျိုးအတွက်လေတေဝုန်းနေရဟောက်ကျင်းဒီပေါက်တက်ရှင်မှာဒါဆိုဒီပေါက်တို့နေကအောင်မဲရမဟုတ်လောက်ဘူးနေတူရင်နော်အစုံတီမတွေးကြပါနဲ့ဟောခုပြောသွားတဲ့အတော်ကြီးကဒီပေါက်ကိုသိစိတ်ဝင်ဆောင်မှုမရှိရတူလေဖြစ်နိုင်တာပဲအေးလေး အဲ့လိုဆိုလေနောက်တနေအောင်သွားပြီးတော့ပြန်ဆောင်နှန်းကြတာပေါ့ဒါဆိုတို့အိမ်ကိုသွားရှာကြည့်ကြမလားโอเคလीသွားကြတာပေါ့အိမ်နောက်တော့ဖိုးထူးတို့လေတို့ရင်ရှိနေနိုင်မေးရွာလန်းကိုရောက်လာခဲ့တော့တာမိဝိုင်းကဖိုးထူးဒါနင်တို့အိမ်မဲမဟုတ်လားအေးထင်ရတာပဲဟာအိမ်မုံစံကြီးကကွဲပြားနေတော့ရှာအကက်တာဟမ် ဒါဆိုဟိုရှိမာလာနဲ့ဦးလေးကြီးကို မေးကြည့်ကြမလားอืมကောင်းတာပဲအဲ့လိုပြောပြီးတော့ဘုဒ္ဓဟာရှိမာလာနဲ့ဦးလေးကြီးကိုလှမ်းမိလိုက်တယ်ဟိုဦးလေးဗျဒီလမ်းထဲမှာလေဥသိမ်းနဲ့ဒေါ်ပြုံးတို့ရင်ကိုတိလိုက်ဥသိမ်းနဲ့ဒေါ်ပြုံးအွန်းကျုပ်အဲ့ဒီနာမည်တွေကိုရင်းနှီးတယ်လို့ဖြစ်နေပြီမင်းတို့ကလင်မရတော့မဟုတ်ဘူးကွရွာနောက်ဘက်အကျမ်းမှာတော့အဖိုးဦးသိမ်းကတယောက်တင်းနေပြီရွာလေဘင်းကဒေါ်ပြုံးကတော့အပြိုကြီးကွ လွမ်းနေတယ်လို့ပဲဟိုကြီးစွားမယ်ဦးလေးအေးကွာဒလုံးနဲ့ဦးလေးကြီးလေးသူတို့နာထွက်သွားခဲ့တော်တယ်ဖို့သူဒီနေရာကအနာကကတို့ရအောင်ဟုတ်ရလိုက်အကုန်လွမ်းနေတယ်လို့ပဲဟုတ်တာပဲဖို့သူကတို့တွေရွာမလာတာရောမဖြစ်နိုင်ဘူးလားအေးဟာငါလည်းတန်တရားဝင်ပြီလေအရင်ဆုံးဒီလိုလုပ်ကြမလားရွာနောက်ဘက်ဆံမနေတဲ့အဖိုးအသိန်းကိုအတီးပြူးကြရင်ရောအေးလေမင်းရဲ့လိုလုပ်ကြလဲလုပ်ဖို့ ပြီးမှပဲတခြားရာကိုပြန်စင်းသားကြတာပေါ့ဒီလိုနဲ့ပိုးထုတို့လည်းရွာနောက်ကိုထွက်လာခဲ့လိုက်ကြပြန်နေအနောက်တော့ပိုးထုတို့လည်းအဖိုးသိန်းရင်ကိုစုံစမ်းရင်းနဲ့သူနေတဲ့အိမ်ရှိကိုရောက်လာခဲ့တာပါကဲပိုးထုရွာလေးကလူတွေပြောတဲ့ပုံရဆိုအဖိုးသိန်းရင်ကဒီအိမ်မင်းဟာဒါဆိုငါခေါ်ကြည့်လိုက်မယ်အဲ့လိုပြောပြီးပိုးထုဟာအိမ်ထဲကိုလမ်းခေါ်လိုက်တယ်အဖိုးသိန်းရင်ပြောအဖိုးသိန်း ေးဘသူတော့ကွအဲ့လိုပြောပြီးအဖိုးသိန်းကအိမ်ရှိကိုထွက်လာခဲ့တာပါ။အော်ကလေးတွေပဲအဖိုးအိမ်ကိုဘာကိစ္စရှိလို့လဲ။ဟိုအဖိုးသိန်းကအောင်မင်းရွာကဖိုးထုတ်အဖွဲကိုတိလိုက်။ဟမ်အမ်အဖိုးတသက်မှာတော့အောင်မင်းရွာမှာနေတဲ့ဖိုးထုတ်အဖွဲကိုမကြောက်ဘူးကွ။ဒါဆိုတို့ဘောကိုရောကြောက်ဘူးလား။တို့ဘောလားမကြောက်ဘူးကွ။ဟိုဒီနားလေးမှာအောင်မင်းရွာကဘယ်နေရာရှိရလဲဟင်ဖိုး။ အမ်ဒီနားလေးမှာတော့အောင်မင်းရွာဒီရွာတရွာလေးရှိတာကွဟုတ်ကဲ့တားတို့မိသည်များကိုဆစ်ရှိရှင်နဲ့ပြန်ပြေးပြေးလို့ကျေးဇူးပါပဲဗျတားတို့ကိုတောက်ခွင့်ပြုပါအေးကွအေးအေးအိမ်နောက်တော့ပိုးထုတို့လည်းအိမ်နေရာကနေထွက်လာခဲ့လိုက်ကြတယ်ဒီလိုနဲ့ပိုးထုတို့လည်းအနာကဲရွာအထွက်ကိုပြန်ရောက်လာခဲ့တာပါမိဝိုင်းကဖို့သူ တို့ရှာနေရလေညနေစောင်းနေပြီဆိုတော့ဘယ်လိုလုပ်ကြမလဲ음အရင်ဆုံးတို့ရှာကိုပြန်ပြီးတော့ကိုတန်တီကိုအကျိုးအကြောင်းပြောပြရမယ်ပြီးပါပြီဒီကိုထွက်လာကြတာပေါ့음အဲ့လိုပဲလုပ်ကြတာပေါ့အောင်မရွာကဘယ်နေရာရှိနေလဲဆိုတာတို့တွေမသိနိုင်ဘူးလေဒါနဲ့တဏီကုံအိမ်နဲ့လမ်းရှာနေရလို့အနာကကမုတ်တွေကိုဘာမှမစားလိုက်ရဘူးပဲဟောဒီတော့ပေါ်တော့ငက်ကြီးကကြာနေပြန်ပြီအိမ်တရားမှာစားတော့ဟုတ်ပလားအေးပါဟာကဲကဲ မင်းတို့ကိုယ်ပေါ်မှာဒီစည်းရည်တွေပတ်ပြန်းတော့မယ်ငင်ငင်နေကြနော် okay okay ဒီလိုနဲ့ပို့ထုတ်လဲစည်းရည်တွေကိုသူတို့အားလုံးကိုယ်ပေါ်ပတ်ပြန်းလိုက်ပြီးတိတ်မကြခင်မှာပဲပို့ထုတ်ငပိန်နဲ့တော့ပေါ်လူကပြောက်ွယ်သွားခဲ့ပြီးတော့မိဝိုင်းတယောက်တည်းကြင်ရင်နေခဲ့တော့လားအိမ်နောက်တော့ဖိုးထူတို့၃ယောက်တောင်မော်စီယာချက်ချင်းကိုပြောင်းရောင်းနေခဲ့ကြတာပါ။ ရုတ်တရက်ထပေါ်လာတဲ့ပိုးထူးတို့ကြောင့်ရင်တွေကြမ်းထိုက်တောင်းနေတဲ့မှော်စရာချက်ကြီးလေးလန့်သွားခဲ့တော်တယ်။အောက်မလေးလန့်တာ။အဲ့ဒါနေတုပ်ပေါ်ကကိုကျကြီးလန့်တာခုမှပဲမြင်ဘူးတော့လေ။ဟမ်မိမိဝိုင်းရောဟုတ်တာပဲမိဝိုင်းရောဘာမှလေးအဲ့ဒါနေမှော်စရာချက်ကြီးဟာကျုပ်ပေးတာတွေစီးရီဘာသူပက်ပြန်းနေတာလဲ။ဟိုကျွန်တော်လောက်တာမှာကိုကျကြီး။အေး အဲ့ဒါဆေးရည်တွေကတိတ်ဆာမရောက်လို့ပဲကွာပြာဒါဆိုမိဝိုင်းကိုဘယ်လိုလုပ်ရမလဲခုချက်ချင်းရောပြန်သွားလို့မရတော့ဘူးဟာနောက်၃ရက်နေပြီးမှပြန်သွားလို့ရတော့မှာပြာ